မင်္ဂလာပါရှင် VPN ရဲ့ Breaking News သတင်းစီစဉ်ပေးဖြစ်ပါတယ်ကချင်ပြည်နယ်ဗမော်စောကက21အတွင်းသို့အင်အားဖြင့်စစ်ကူပို့ပြီးပြန်လာတဲ့စစ်ကောင်စီရဲ့ရဟတ်ယာဉ်၃စီးကိုတော်လှန်ရေးအင်အားစုတွေကပြစ်ခတ်ခဲ့ပြီးနှစ်စီးထိမှန်ခဲ့တယ်လို့သိရပါတယ် 2025ခုနှစ်မေလ20ရက်နေ့ယနေ့နေ့လယ်ပိုင်းကစစ်ကောင်စီရဲ့မြကြီးနာနံပေါင်း၄တက်မှဗမော်စကခ21အတွင်းသို့ရဟတ်ရင်၃စီးဖြင့်စစ်ကူပို့ဆောင်ပြီးအပြန်တွင်တော်လရေးတပ်ဖွဲ့တွေကပြစ်ခတ်ခဲ့တာဖြစ်ပြီးနှစ်စီးချိမှန်ကတစီးပြတ်ကျခဲ့တယ်လို့စစ်ရေးနှိစက်သူဒေတာခန့်တဦးက BBN ကိုပြောပါတယ်ဒါအပြင်အဆိုပါရဟယင်၃စီအတွင်းဆကခ21မှာပြန်လည်လိုက်ပါလာတဲ့ဗျူဟာမူးနဲ့အဖွဲလဲပါဝင်သွားတယ်လို့၎င်းကဆက်ပြောပါရယ် အရင်တစ်ခေါက်ကမပါသွားတဲ့ဘျူဟာမူးနဲ့အဖွဲလဲယခုတစ်ခေါက်မှာပါသွားတယ်လို့သိရပြီးယခုပြကြတဲ့ရဟတ်ရင်နဲ့ပါသွားလားလွတ်သွားလားဆိုတာကိုတော့ဆက်လက်စုံစမ်းနေတယ်လို့သိရပါတယ်။ဗမော်မျိုးသိန်းတိုက်ပွဲကိုကချင်းလူမျိုးရေးတပ်မတော် KIA နဲ့ PDF တွေပူးပေါင်းပါဝင်တဲ့တော်လှန်ရေးအင်အားစုတွေက2024ခုနှစ်ဒီဇင်ဘာလကတည်းကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဗမော်လီစိတ်အပါဝင်စီရေးရရေးပါတဲ့နေရာတော်တော်များများကိုတိမ့်ပိုက်ထားနိုင်တယ်လို့လည်းသိရပါတယ်။ ။ဒါကတော့ BBN ရဲ့ breaking news သတင်းပဲဖြစ်ပါတယ်။ကျွန်မတိတ်တိတ်ပါ။